ရန်ကုန်စီပင်တာဝန်ယူသိမ်းစီနေတဲ့မြို့နယ်33ခုကအမှိုက်သိမ်းလုပ်ငန်းကိုအစစ်မြင့်တင်နိုင်ဖို့အတွက် ပုဂ္ဂလိကကိုလွှဲပြောင်းပေးရလူမှုစန္ဒာခံယူသွားမယ်လို့မေလ7ရက်နေ့မှာပြောဆိုလိုက်ပါတယ်။အရင်နှစ်ကပုဂ္ဂလိကတန်ရှင်းရေးကုမ္ပဏီ9ခုတည်းက2ခုကိုခရိုင်၄ခုအတွက်ပနာမရွေးချယ်ထားပြီးလူမှုလက်ခံမယ်ဆိုရင်လွှဲပြောင်းပေးမယ်လို့ပဝန်ကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးဌာနကဌာနမှုဦးမင်းအောင်က ပြောပါတယ်။ပိုပြီးစနစ်ကျတဲ့အမှိုက်သိမ်းစနစ်ဖြစ်ဖို့အခုလိုစီစဉ်တာဖြစ်ပြီး ဒူရုကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်တယ်လို့ဒူရုလက်ခံမယ်ဆိုရင်တော့ဖြည်းဖြည်းချင်းလွှဲပြောင်းသွားမယ်လို့ဆိုပါတယ်။ညာလေးကိုတော့ကျွန်တော်တို့ကပြည်သူလူထုကိုလည်းချပြကြပါတယ်။ပြည်သူလူထုကနေတော့မှရူးစာကိုကျွန်တော်တို့ကလက်ခံတယ်ကျွန်တော်တို့နော်ဒီပြည်သူလူထုကလည်းကျွန်တော်တို့ဟိုလိုလားပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလုပ်ငန်းကြီးကိုဆက်လက်ပြီးတော့မှကျွန်တော်တို့ဆောင်ရွက်လက်ကြောင်းဆောင်ရွက်တော့မှဖြစ်ပါတယ်။ဒါလည်းကျွန်တော်တို့ဟို ကျွန်တော်မီဒီယာများကိုတင်ပြတဲ့သဘောကအခုကျွန်တော်လာပြီးတော့ကျွန်တော်ရှင်းပြတဲ့ဟာကတခါတည်းကျွန်တော်တွဲကြောင်းမှာလားတခါတည်းတွဲကြောင်းမပေါ်ပါဘူးဒါကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ကစပြီးတော့မီဒီယာစပြီးတော့ခြားပြမှာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းမီဒီယာမှာဆင်းပြီးတော့မှအသေးစိတ်ပြန်လဲရှင်းပြမှာဖြစ်ပါတယ်ပြန်လဲပြီးတော့မှလူထုကိုကျွန်တော်တို့ရှင်းပြပါမယ်ရှင်းပြလို့လူထုရဲ့စာနာသဘောထားကိုဖန်ဆင်းပြီးပါလူထုကလည်းကျွန်တော်တို့ကကျွန်တော်တို့ရဲ့ ဟိုလုပ်ငန်းဆောင်ရွက်ချက်လေးတွေကိုလက်ခံမယ်နောက်ကသူတို့နေတဲ့ကဒီဥစ္စာတကယ်တမ်းနောက်အနာဂတ်မှာဆောင်ရွက်တဲ့လုပ်ငန်းဖြစ်တယ်ဆိုတာကိုလက်ခံလာပြီဆိုရင်တော့ကျွန်တော်တို့ရာကိုစနစ်ကြတဲ့အတွက်ပါပါစနစ်ကြတွဲတဲ့ခါမှာလည်းကျွန်တော်တို့ကအခုချက်ချင်းအာဒီလေးတွဲမလက်ပြန်ကျွန်တော်တို့ကိုယ့်ဘက်ကထပြီးတော့ပေါ့မဲ့အောင်မဟုတ်ပါဘူးကျွန်တော်တို့ကလည်းလက်တွဲပြီးတော့မှကျွန်တော်တို့နေဆုံးတော့ချောင်းတန်းဒီတနစ်တန်းဒီကျွန်တော်တို့လက်တွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ရန်ကုန်မြို့မှာအမိုက်ထွက်နှုန်းကတနေ့ကိုတန်ချိန်ဖောင့်600ကျော်ရှိနေပြီးအမိုက်ဒဏ်ဆွန့်ပစ်ပြီးတဲ့အထိ ကျက်တောင်းခွဲကျော်အကုန်ကြပြီမဲ့ခောက်ခံရရှိငွေကတော့ဒရန်ကို6000ကျော်လောက်ပဲပြန်ရတယ်လို့ဒုဌာနမှုဥခင်ဝင်းကပြောပါတယ်။ပုဂ္ဂလိကကုမ္ပဏီတွေဝင်လာရင်တော့အိမ်အောင်စုတစုကိုလက်ရှိကောက်ခံနေတဲ့30ကျက်15ကျက်20ကျက်အစား40 45ကျက်50နှုတ်နဲ့ရက်ကွက်အလိုက်တန်ရှင်းရေးကကောက်ခံသွားမှာဖြစ်ပြီးနောက်ဖေးလန်းကျအမိုက်မရှိတော့တဲ့အထိဆောင်ရွက်သွားမှာဖြစ်တယ်လို့အမိုက်သိန်းကြီးစနစ်လည်းမြင်မာလာမယ်လို့ဆိုပါတယ်။ရန်ကုန်မြို့အတွင်းတန်ရှင်းရေးကောက်ခံတဲ့အိမ်အောင်စုပေါင်း9သိန်းခွဲရှိပြီး တန်ရှင်းရေးလုပ်သား၄00တဲကတချို့ကိုကုမ္ပဏီတွေဘက်ကိုလွှဲပြောင်းဖို့စီစဉ်ထားသလိုကုမ္ပဏီတွေဘက်ကလည်းတန်ရှင်းရေးလုပ်သားတအူးရဲ့အခြေခံလစာတသိန်းခွဲနီးပါးနဲ့ခေါ်ယူမှဖြစ်တယ်လို့ဆိုပါတယ်။သုံးနှစ်အတွင်းတန်ရှင်းရေးစနစ်ပုံမကောင်းမွန်လာမယ်လို့ဌာနမှူးဦးမဲအောင်ကဆိုပါတယ်။ရခိုင်နဲ့ဆိုင်ပေါ့နော်တိုးတက်အောင်ပြပြချင်းတိုးတက်လာတဲ့နေထားလေးတော့ရှိတာပေါ့နော်ဒါအားလုံးလည်းမြင်ပါတယ်ကျွန်တော်တို့ရန်ကုန်ပြို့တော်ကြီးရခိုင်နဲ့ဆိုင်အများကြီးဒါတန့်ရှင်းတာရလာတာပေါ့ဗျာနော်အဲ့တော့ ကုမ္ပဏီလွှဲလိုက်ရင်တော့ကျွန်တော်တို့ယုံကြည်တာတော့အဲသူတို့လည်းသူတို့ပဲပေါ့နော်နှစ်နဲ့3နှစ်နှစ်တွင်းတော့ဒါတော့ဒီတဲ့ပို့ပြီးတော့ကောင်းတာလေးမျိုးလို့ညှို့လင်းတာပေါ့နော်